ုတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားနဲ့ယူကရိန်းကောင်ဆောင်များငင်းကြေးဆွေးနွေးမယ်လို့အမေရိကန်သမ္မတပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်နဲ့ဖုန်းဆက်သွယ်ပြောကြားဆွေးနွေးပြီးနောက်မှာရုရှားနဲ့ယူကရိန်းသမ္မတနှစ်ဦးဟာယူကရိန်းစစ်ပွဲရည်တံမှုအတွက်ငင်းကြေးဆွေးနွေးမှုတွေလုပ်ဆောင်တော့မယ်လို့ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်ဟာယူကရိန်းသမ္မတဇီလန်စကီနဲ့ပုံဆက်သွယ်ဆွေးနွေးပြီးနောက်မှာရုရှားသမ္မတပူတင်နဲ့ဆက်လက်ဆွေးနွေးကြရဖြစ်ပါတယ်။နှစ်နာရီကြာမြင့်ခဲ့တဲ့ဆွေးနွေးမှုပြီးမှာ ဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းသမ္မတတွေဟာနည်းနည်းချင်းဆိုင်တွေ့ဆုံပြီးတော့အပြစ်ခက်ရစိနဲ့ညီကျင်းဆွေးနွေးမှုတွေလှုပ်ဆောင်တော့မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးမှုတွေကိုအမြဲဆုံးလှုပ်ဆောင်နိုင်ဖို့အတွက်ကြိုးပမ်းသွားမှာဖြစ်ပြီးရလဒ်ထရန့်အောင်စစ်မှန်နဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့နှစ်ဖက်လုံးကယူကရိန်းစစ်ပွဲရတန်းရေးအတွက်ပြစ်မှတ်ထားနေရလို့လည်းဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ရုရှားသမ္မတရဲ့ခရီးမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းရုရှားသမ္မတဘက်ကအရှိတရာအရှိခံနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်တာမယ်လို့ပြောကြားခဲ့တာပါ ဒီတဲ့တော့ညင်းချမ်းဝါပြပူလာပါ